ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edu C ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ Villa နဲ့ Arsenal ပွဲအပွားဝင်ပွဲစဉ်15အထွက် Paul Marsan ရဲ့ခံမှန်းချက်များပဲဖြစ်ပါတယ်ပွဲစဉ်တွေကဆက်ပြီးမြန်လာတဲ့အခါမှာကျွန်တော်တို့အားလုံးအံ့အားသင့်စရာတွေနဲ့စိတ်ပျက်စရာတွေကိုအမြဲတမ်းမျှော်လင့်ထားရမယ်အဲဒါကပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာဖြစ်ခဲ့တဲ့အရာတွေပဲ Chelsea ကဒီတစ်ချိန်မှာတော့တားကောင်ဖြစ်ခဲ့ပြီး Leeds ကိုအဝေးခွင်မှာ3-2နဲ့ရှုံးနေခဲ့တယ်အဲခင်ဗျားမှတ်မိမလားတော့မသိဘူးဒါပေမဲ့ပြီးခဲ့တဲ့အပတ်ကသတင်းကော်လမ်းမှာ ျွန်တော်ဒီပွဲအတွက်လေးစ်ကဘယ်လိုမျိုးချက်စီအတွက်ခက်ခဲအောင်လုပ်နိုင်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။အဲပြီးတော့လေးစ်ကတကယ်လည်းအဲ့ဒီပွဲမှာချက်စီကိုခံစားရအောင်လုပ်ခဲ့တယ်။အာဆင်နယ်ကအရေးကြီးတဲ့နိုင်ပွဲရခဲ့တယ်လို့မန်စီးတီးကဖယိုဖယဲနဲ့ဖိုလန်ကို၅ဂိုး၄ဂိုးနဲ့နိုင်ပွဲရယူနိုင်ခဲ့တယ်။အဲမန်ယူနိုက်တက်ကလည်းဂျာတာပရင်းနဲ့ညမှာဝါဆန်ကိုဦးဆောင်ထားနိုင်ပြီးမှခြေပါကိုပြန်ပေးခဲ့ရပြီးအိမ်ခွေးမှာတည်တမတ်ပဲရယူနိုင်ခဲ့တယ်။တခြားအသင်းတွေကတော့ဒီတစ်ပတ်ကစားမယ့်ပွဲစဉ်တွေကိုပဲအာယုံဆိုင်နေကြပြီဖြစ်တာကြောင့်ကျွန်တော်တို့လည်းဒီတစ်ပတ်ပွဲစဉ်15အတွက်ခံမှန်းချက်တွေကိုပဲ ကဲအချိန်မစွဲပဲပြောကြရအောင်။ Aston Villa vs Arsenal ဒီပွဲရလကအာစနယ်ရဲ့ဒဏ်ရာအခြေအနေတွေပေါ်မှာမူတည်ပါရင်မော့စကီရာဒက်ကလန်ရိုက်တို့က Brentford ကိုအနိုင်ရခဲ့တဲ့ပွဲမှာဒဏ်ရာရခဲ့တယ်။အာစနယ်ကဒီလီမှာပုံမှန်အခြေစွမ်းအရှိဆုံးအတင်းတွေကတက်တင်းနဲ့ကစားနေပြီး Villa ကနောက်ဆုံး၉ပွဲမှာ၈ပွဲအထိအနိုင်ရခဲ့တယ်။ Unai ရဲ့အတင်းကနောက်ဆုံးကစားခဲ့တဲ့ Brighton နဲ့ပွဲမှာအရန်ကောင်းတဲ့ခံဖတ်နိုင်ပွဲကိုရယူနိုင်ခဲ့တယ်။ Declan Rice တာဒီပွဲအတွက်အကြံခံမှုမပြည့်ဝဘူးဆိုရင် Arsenal အနိုင်ရမယ်လို့ကျွန်တော်မမြင်ပါဘူး။ ဗီလာကအရန်ကိုထိုးချုံနေခဲ့ပြီးတော့ Brighton ကို၄-၃ဝန်းနဲ့အနိုင်ရခဲ့တဲ့ပွဲပြီးမှယုံကြည်မှုရှိနေပါပါ။အဲဒါပေမဲ့သူတို့တွေဒီတစ်ပတ် Arsenal ပွဲမှာရလာကောင်းတစ်ခုရယူနိုင်ခဲ့ရင်စူပလာစိန်ခေါ်သူတွေဖြစ်လာမလားဆိုရင်တော့အဲကျွန်တော်တို့မထင်ပါဘူး။ထိတ်ဆုံးလေးနေရာကပဲဗီလာအတွက်ရည်မှန်းချက်ဖြစ်မှာပါ။အဲမကြာသေးမီကနိုင်ပွဲဆက်ခြေစွမ်းကောင်းရနေတဲ့ဗီလာကိုလေးစားသမှုနဲ့ပြောရရင်သူတို့ရင်ဆိုင်ခဲ့တဲ့အတင်းတချို့ကဇယားအောက်ပိုင်းကအတင်းတွေဖြစ်ခဲ့ပါလိမ့်။ဒီရာဒီကိုဗီလာကဘလောက်ထိစစရရစတင်ခဲ့တာလဲဆိုတာကိုထည့်စင်းသားရင်တော့မယုံနိုင်စရာကောင်းနေတော့ပါပဲ ။ဘာပဲဖြစ်ဖြစ်သူတို့ကိုစူပလားစိန်ကုန်သူတွေလို့ခေါ်တာကမမှန်ကန်ပါဘူး။မရီနိုကဘရန်ဖို့နဲ့ပွဲမှာအထောင်တိုက်ဆင်မှုဖြစ်ပွဲထွက်ခဲ့ပြီးနောက်ဂိုးသွင်းယူနိုင်ကြတယ်။ကျွန်တော်သူ့ကိုသဘောကျတယ်။အဲသူကကစားသမားကောင်းဖြစ်ပြီးပွဲကြီးပွဲကောင်းတွေမှာဂိုးသွင်းနိုင်တယ်။ဒါပေမဲ့ခမားသူ့ကိုအပတ်တိုင်းအထောင်တိုက်ဆင်မှာထားကစားရင်တော့လီဖလားရမှာမဟုတ်ပါဘူး။အဲဒီတော့ပွဲနဲ့ငယ်လောက်တုံးတာကအဆင်ပြေပေမဲ့အာစနယ်ကသူ့ကိုအဲ့ဒီနေရာမှာတရားတီလုံးတုံးလို့မရနိုင်ပါဘူး။ဒီပွဲကအာစနယ်အတွက်အယမ်းခက်ခဲတဲ့ပွဲပါ။ အဲသူတို့ပြီးခဲ့တဲ့ရာသီပွဲမတိုင်ခင်တပွဲတုန်းကဗီလာကိုအသာသီးရယူထားနိုင်ခဲ့ပေမဲ့လေဗီလာပတ်မှာရှုံးနေကြတယ်။ကျွန်တော်ကတော့ဒက်ကလန်ရိုက်ကျန်းခိုင်မှုပြေးရမယ်လို့မျှော်လင့်ထားတာကြောင့်အာစနယ်အနိုင်ရမယ်လို့ထောက်ခံသွားမှာပါ။ဒါပေမဲ့သူမပါဝင်နိုင်ရင်တော့တကောတကောတရေလောက်ပဲသွားပါလိမ့်မယ်။ Everton vs Forest Everton ကအခုချိန်မှာဘလို့အသိမျိုးပါဆိုပြီးဖော်ပြနိုင်တဲ့နီလန်ကျွန်တော်မမြင်ပါဘူး။သူတို့တွေဆန်နာလက်နဲ့တရေကြခဲ့တယ်။ Fulham ကိုအိမ်ခွင့်မှာအနိုင်ယူခဲ့တယ်။ Man United ကိုအဝေးခွင့်မှာတယောက်ယောက်နဲ့အနိုင်ကစားခဲ့တယ်။ ီးတော့အင်္ဂွေမှာနယူကာဆယ်ဖြက်စီးတာခံခဲ့ရတယ်။အဲပြီးတော့ဘောမောက်ကွင်းကိုသွားပြီးအနိုင်ရခဲ့တယ်။အေဗာတန်အတွက်ဘောမောက်နဲ့ပွဲက၃မှတ်ကတကယ်ကိုထိုက်တန်ခဲ့ပါတယ်။ဒါပေမဲ့ခင်ဗျားတို့ကစားခဲ့တဲ့ပွဲတွေကခြေစွမ်းရာသူတို့စီကဘာရမလဲဆိုတာခင်ဗျားမှန်းလို့မရနိုင်ပါဘူး။ဒီပွဲကလည်းရှောင်းတိုင်းအတွက်အသင်းဟောင်းနဲ့ပြန်ရင်ဆိုင်ရမယ့်ပွဲဖြစ်နေပြီး Forest ကိုနေပြဖြစ်တောင်းဝင်ယူပြီးကလေးကပြီးခဲ့တဲ့ပတ် Brighton နဲ့ပွဲကလွဲပြီးကောင်းကောင်းလုပ်နိုင်ခဲ့တယ်။အဲ Forest ကသူ့လက်ထက်မှာကောင်းမွန်လာခဲ့ပြီးတော့ အပြီးခဲ့တဲ့ကြာရက်မှာအရန်ဆွေးရနေတဲ့ Wolves ကိုအလဲထုတ်ခဲ့ပြီးအရိနိုင်ပွဲကဝင်းဘလီတွေအတွက်ပြဿနာပေါ်ပြီးကြီးမားလာသေးတယ်။အဲသူတို့ရေအခုဆိုရင်တမ်းမစင်းရဖို့ရှောင်လဲနိုင်စရာအခွင့်အရေးမရှိတော့ဘူးလို့ထင်တယ်။ဒီပွဲကတကယ်ကိုကစားရကျက်တဲ့ပွဲဖြစ်လာမှာဆိုပေမဲ့ Everton ကတကောကိုမရှိနဲ့ခတ်နိုင်သွားမယ်လို့ထင်ပါတယ်။ Newcastle vs Burnley Newcastle နိုင်ပွဲကလွယ်ပြီးဘာမှမမြင်ပါဘူး။ Burnley အဝေးခွင်းနဲ့ Wolves ကိုဘယ်ခွင့်ဖြစ်ဖြစ်အခုချိန်မှာခမည်းကစားခြင်းနဲ့နှစ်သင်းဖြစ်ရှိနေမှာပါ။ အဲနျူကာဆယ်ကလိမာပုံမှန်လေးသွားနေပြီးတော့သူတို့တွေကဇယားအဆင့်ဆက်နှစ်နေရာမှာရှိနေတာတော့မှာပဲအဆင့်လေးကချက်စီးတဲ့ငါးမပဲကွာတာပါနျူကာဆယ်ကသူတို့ရဲ့ပုံမှန်ခြေသွမ်းရနေတဲ့နေ့ဆိုရင်ဘယ်အသိမဆိုအနိုင်ယူနိုင်ပါလိမ့်အဲသူတို့မှာမရှိတဲ့တခုတည်းသောအရာကခြေသွမ်းပိုင်းတည်ငြိမ်မှုပါသူတို့တွေခြေသွမ်းပိုင်းတည်ငြိမ်အောင်လုပ်နိုင်ရင်ထိတ်ဆုံး၄နေရာထဲမှာအဆုံးသတ်လိုက်မယ်လို့ကျွန်တော်ထင်ပြီးအဲလိုလုပ်နိုင်မယ့်ကစားသမားတွေလည်းရှိနေပါလိမ့်နျူကာဆယ်အတွက်ကြီးမားတဲ့ရတတပတ်လာဖို့ရှိနေတယ်ဆိုတော့မမေ့ပါနဲ့ဘန်လီနဲ့ပွဲပြီးမှသူတို့တွေချန်ပီယံလိမှာလေဗာကူဆင်နဲ့ယင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာအနာရရင်သူတို့အတွက်ရှုံးထွက်ဆင့်ထက်ဖို့ပိုပြီးနှေးဆက်လာစီမှာပါပြီးရင်နောက်တစ်ပတ်မှာဆန္ဒလက်နဲ့ကြီးမားတဲ့ဒါဘီပွဲရှိနေတာကြောင့်ဒီပွဲမှာဘန်လီကိုအနိုင်ယူပြီးအချိန်ဟုန်တစ်ခုသတ်မှတ်ထားနိုင်ဖို့အရန်ရည်ကြီးပါတယ်နျူကာဆယ်ကအတင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာသတ်မှတ်ခဲ့တဲ့တန်ပိုအတိုင်းသတ်မှတ်နိုင်ရင်ဒီပွဲကိုအေးအေးဆေးဆေးအနိုင်ရမှာပါအဲသူတို့တွေအေးအေးအကြောင်းလုပ်နေရင်တော့ဘန်လီကသူတို့ကိုနာကျင်စေနိုင်ပါတယ်ဒါပေမဲ့လည်းနျူကာဆယ်က၃ဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့ပဲကျွန်တော်ထင်ပါတယ် Man City vs Sunderland ဆန်နာလန်ကဒီပွဲမှာဂျိန်းတေပေါ့ဂိုးသွင်းမှာပါမန်စီးတီးကဘယ်နဲ့ကိုပြန်သွင်းမလဲဆိုတာပဲအရေးကြီးပြီးတော့အဲ့ဒါကဒီပွဲကိုအဆုံးဖြတ်ပေးမှာပါဆန်နာလန်ကိုကျွန်တော်တော်တော်လေးအထင်ကြီးမိခဲ့ပါတယ်သူတို့တွေပရီးမီးယားလိမှာလုံနေတာတွေကမယုံနိုင်စရာကောင်းပါတယ်သူတို့တွေကလီဗာပူးကိုပြီးခဲ့တဲ့ကြာရက်မှာအနိုင်ရလွန်နေပါဖြစ်ခဲ့ပါတယ်မန်စီးတီးနဲ့ဖူလန်တို့ပွဲကိုကျွန်တော်စောင့်ကြည့်ခဲ့ပြီးသူတို့တွေက၅ဂိုးတစ်ခုထိအရန်ကောင်းနေတဲ့ပုံပေါ်ခဲ့ပေမဲ့ဖူလန်ကတကိုးပြန်ထပ်သွင်းလိုက်တဲ့အချိန်မှာဂိုးတွေစက်တိုက်ပြီးတော့ရမဲ့ရောကြတော့မလို့တော့ဖြစ်ခဲ့တယ်သူတို့တွေ၅ဂိုးတစ်ခုနဲ့ဥဆောင်ထားနိုင်တဲ့အချိန်မျိုးမှာ သုံးဂိုးအထိပြန်ပြီးခဲ့ရတာကိုမြင်ခဲ့ရပြီးတော့ City ကအာစနယ်ကိုချိန်ချောက်နိုင်တယ်လို့မမြင်တော့ပါဘူး။ Man City အတွက်ကောင်းတဲ့အပိုင်းကတော့ Foreign ကဂိုးသွင်းရှင်တွေတဲ့နောက်ထပ်တစ်ကြိမ်ပြန်ပါလာတာပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကဆိုရင်ဒီပွဲမှာ Man City ကို၄ဂိုးကိုမရှိလောက်နဲ့အနိုင်ရမယ်လို့မျက်စိမိတ်ထောက်ခံခဲ့မှာဖြစ်ပေမဲ့အခုတော့သူတို့တွေကအဲ့လိုအသိမျိုးမဟုတ်တော့ပါဘူး။ဒါပေမဲ့လည်းဒီပွဲမှာအနိုင်ရဖို့တော့လုံလောက်တဲ့အရေးသွေးတွေရှိသေးတယ်လို့ထင်ပြီးနောက်ကတစ်ခုနဲ့အနိုင်ရသွားပါလိမ့်မယ်။ Spurs vs Brentford တော်မန်ဖရန့်ကပြဿနာတက်နေပြီဘင်းထန်လည်းပြဿနာတက်နေပြီလို့ထင်တယ်။အဲရလက်တွေနဲ့မဆိုင်ပါဘူး။သူတို့တွေကတော်တကန်ဖြစ်ပြီးသူတို့တွေကအမြဲတမ်းဒီလိုမျိုးဖြစ်နေကြပါ။အဲဒါပေမဲ့စပါးပရိသတ်တွေကိုသူပြောခဲ့တဲ့စကားကအဆင်မပြေဘူး။အဲဒါကိုပရိသတ်တွေကကျေနပ်ချမှာမဟုတ်ပါဘူး။စပါးကဖရန့်ရဲ့အသင်းဟောင်းဘရန်ဖို့ကိုစနေနေ့မှာလက်ခံရှင်ပြိုင်တဲ့အခါမှာဘင်းထန်လည်းပတ်ဝန်းကျင်တစ်ခုဖြစ်ပါလိမ့်မယ်။အပတိုင်းစပါးကွင်းမှာထိုင်ကုန်ပြည့်ဖြစ်ပြီးပရိသတ်ပေါင်း6000လောက်ကသူတို့အိမ်ကွင်းပွဲကိုလာကြည့်ခဲ့ကြတယ်။ အဲခမရရဲ့အကြီးမားဆုံးပြိုင်ဘက်တွေကလိမအရန်ချက်နေတဲ့အချိန်ခမရရဲ့နှီးပြားကခမရကိုပရိတ်သတ်အဆင့်မှန်မဟုတ်ဘူးလို့ပြောရင်လင်းလင်းမြန်မြန်ပဲအစိတ်တောက်ဆန်တဲ့ပုံဝင်ရှင်ဖြစ်လာနိုင်ပါ ರೀ ဒီမတ်ချက်ကပဲစပွားပရိတ်သတ်အတွက်မှလက်ခံနိုင်စရာမဟုတ်ပါဘူးဘရန်ဖို့ကအာဆင်နယ်နဲ့ပွဲမှာအဓိကကစားသမားတချို့ကိုအနာပေးခဲ့တယ်အဲဒါပေမဲ့သူတို့အတွက်ပြဿနာကအဝေးကွင်းမှာအနိုင်မရနိုင်တာပါစပါးစကဘန်ဒပင်ကိုဒီပွဲမှာလိုအပ်မယ်လို့ထင်ပါတယ်။ဟဲ့ဘာလို့လဲဆိုတော့ဘရန်ဖို့ကစပါးကိုနာကျင်အောင်လုပ်နိုင်တဲ့မြန်နှုံမျိုးရှိလို့ပါ။ ဖရန့်အထွတ်နိုင်ပွဲကလွင်ကျန်တဲ့ဘလို့ရလက်ဖြစ်ဖြစ်ဖီအားတွေပို့ပြီးတိုးလာစေမှဖြစ်ပြီးစပါးစ်ကအနိုင်သုံးမဲ့မရယူနိုင်ပဲတကောတကောတည်ရကြမယ်လို့ထင်ပါတယ်ဘောမောက်ဘက်ဆက်ချက်စီကျွန်တော်တို့အမြဲတမ်းဘောမောက်ကဘလောက်ကောင်းတဲ့အသင်းဖြစ်လာလဲဆိုတာနဲ့သူတို့နီးပြအီရာအိုလာကဘလောက်တော်တဲ့နီးပြလဲဆိုတာပြောခဲ့ကြတယ်ဒါပေမဲ့အခုသူတို့တွေကနောက်ဆုံး၅ပွဲမှာ၄ပွဲရှုံးခဲ့ပြီးတော်တော်လေးသတိထားစရာအခြေအနေဖြစ်လာပါပြီ။ City ကိုခြေပါကိုတွင်းပြီးမှ၃ဂိုးတခုနဲ့ရှုံးနေကြတယ်။ Aston Villa ကို၄ဂိုးကိုမရှိနဲ့ရှုံးနေကြတယ်။ Sunderland ကို၂ဂိုးကိုမရှိနဲ့အိုးဆောင်ထားနိုင်ပြီးမှခြေချော်သွားကြတယ်။အခု Everton ကိုအိမ်ခွင်းမှာပါရှုံးနေနေပြီဆိုတော့သူတို့ကအားကောင်းတယ်လို့ဘယ်နေရာကနေယူဆလို့ရတော့မှာလဲ။သူတို့တွေကခြေစွမ်းစောက်ထိုးကြာဆင်းနေတယ်ဆိုတာရှင်းနေတာပဲ။ဒါဒါပေမဲ့ Chelsea အကြောင်းလည်းပြောဖို့လိုတယ်။မာရက်စကာကလေးစ်ကိုရှုံးခဲ့တဲ့ပွဲမှာသူ့အတင်းလူရွေးချယ်တာဘယ်လိုတွေလုပ်နေလဲကျွန်တော်မသိဘူး။အဲကျွန်တော်ဆိုရင်ချာလိုဘက်ကိုမရွေးချယ်ဘူး။ဒါပေမဲ့သူကညာနောက်ခံလို့မှမဟုတ်တာ ဲဒီတော့ဘာကြောင့်ခမားသူ့ကိုအဲ့ဒီနေရာမှာကစားခိုင်းပါလိ race chain ကအနားယူဖို့လိုတာကျွန်တော်နားလေပေမဲ့ခမားကဒီတပတ်တွင်းသူ့ကိုအစင်တင်ဖြစ်စေခြင်းနဲ့ဆိုရင်ဘာကြောင့်အရန်ခုံမှာထားတာလဲရေခဲနေအောင်အေးတဲ့ chain lee stick ခရီးထွက်ပြီးအရန်ခုံမှာထိုင်နေရတာကအနားပေးတာလို့ခေါ်လို့မရဘူးအဲ maras ကအနေနဲ့အစားကလေးက ghost ကိုကစားခိုင်းခဲ့ရမှာပါအဲနောက်ထပ်တစ်ယောက်က sd bao ပါအဲကျွန်တော်ကိုတမျိုးတော့မထင်နဲ့နော်သူကအရန်တော်တွေကစားသမားဖြစ်ပြီးကဘာဘောကအကောင်းဆုံးတွေကတူဖြစ်လာနိုင်ပါတယ်အဲဒါမဲ့ lee စနဲ့ကခမားသူ့ကိုကစားခိုင်းရမယ့်ပွဲမဟုတ်ပါဘူး အဲဘာကြောင့်အင်္ဂွင်ပြိတက်တွေရဲ့အတန်တွေနဲ့မိုးချင်းတလို့ဆူညံပြီးငရဲပွက်နေတဲ့ဒီလိုကွင်းမျိုးမှာခလေးတယောက်ကိုထဲကစားတာလေကျွန်တော်ပွဲထွက်လူချင်းမြင်လိုက်တာနဲ့ချက်စီမနိုင်တော့ဘူးဆိုတာကိုသိခဲ့တယ်ကျွန်တော်အရွယ်လောက်ရှိတဲ့ချက်စီပြိတက်တွေဆိုရင်လေးစ်ကိုအနိုင်ရဖို့ဘလောက်အရေးကြီးလဲဆိုတာသိပါလိမ့်မယ်စပါးစ်နဲ့ပွဲပြီးရင်လေးစ်နဲ့ပွဲကအနိုင်ရဖို့အရေးကြီးဆုံးပွဲပဲတက်ကြီးပိုင်းမျိုးဆက်တွေတွေ့တော့ဒီပွဲကစပါးစ်နဲ့ပွဲပြီးရင်ရာသီရဲ့အကြီးဆုံးပွဲပါအဲဒါမှမဟုတ်ဒီပွဲကအဲ့လိုမျိုးအလေးနဲ့ဒါဆက်ဆံခံခဲ့ရရလို့မထင်ပါဘူး ချက်စီပရိသတ်တယောက်အနေနဲ့ဒီစွမ်းဆောင်ကြီးကကျွန်တော်ကိုအများကြီးစိတ်ပျက်စေခဲ့တယ်။အမှန်တမ်းပြောရရင်ဒီပွဲမှာဘယ်သူနိုင်မလဲမသိဘူး။ဘောမောက်ကမကြသေးမီကအန်အန်ထင်စရာကောင်းခဲ့ပြီးချက်စီကလေးစီရဲ့အလဲထိုးတာခံခဲ့ရတယ်။အဲဒီတော့အပြန်လန်သွင်းကိုယ်တွေနဲ့နှစ်ကိုးနှစ်ကိုးတရေပွဲဖြစ်လိမ့်မယ်လို့ထင်တယ်။လေးစ်ဘက်ဆက်လေဘာဘူး။လေးစ်ကတော့ပြီးခဲ့တဲ့ပွဲတွေမှာကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ချက်စီနဲ့ပွဲကရလက်ကကြီးမားတဲ့ရလက်ဖြစ်ခဲ့ပြီးပြီးခဲ့တဲ့အဖက်မန်စီးတီးနဲ့ပွဲမှာတော့မှသူတို့တွေဒုတိယပိုင်းမှာပြန်လန်နိုင်ခဲ့ပြီးမှအနည်းဆုံးတရေတမတ်လောက်နဲ့အိမ်မပြန်နိုင်ခဲ့တာကံအရင်ဆိုရလို့တွင်ပြီးခဲ့ပါတယ်။ လီးသားအဲလန်ရူဒ်ကိုချယ်ဆီကိုအနိုင်ရခဲ့တဲ့ပွဲတုန်းကလိုမျိုးလုံနိုင်ခဲ့ရင်ဒီပွဲမှာအနိုင်ရဖို့အခွင့်အရေးရှိပါတယ်။လေဘာဘူးကစန်ဒါလန်နဲ့တေးချခဲ့တဲ့ပွဲမှာဘာကကျွန်တော်ကိုအံ့အားတင်စေခဲ့လဲခင်ဗျားတီလား။တကူတကူဖြစ်နေတဲ့အချိန်အနိုင်ကိုသွင်းဖို့ကြိုးစားနေတဲ့အချိန်မှာပဲအာနီစလော့ကအီဆက်ကိုထုတ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ခြေစာဝင်လာပြီးစန်ဒါလန်ရဲ့နောက်ကျအနိုင်ကိုအရန်ကောင်းနေရှင်းထုတ်မှုသူလုပ်ပြခဲ့တာကျွန်တော်သိပါတယ်။ဒါပေမဲ့အဲ့ဒီလိုသားလေးမှုကတော်တော်လေးထူးဆန်းတယ်လို့ကျွန်တော်ထင်တယ်။ခင်ဗျားရဲ့အဓိကကစားသမားခေါ်ယူမှု စံချိန်တင်ပြောင်းရွှေ့ကြေးပေးခဲ့ရတဲ့ကစားသမားကိုခမရအသင်းကအနိုင်ကိုလိုအပ်နေတဲ့အချိန်မှာထုတ်လိုက်တာကတော့ကျွန်တော်တို့ဉာဏ်မမီတော့ဘူး။ Vas ကလေဘာဘူးမှာတိုးတက်လာတဲ့လက္ခဏာတွေဖြည်းဖြည်းချင်းပြသနေပြီးတော့အဲကျွန်တော်အမြဲတမ်းသူ့ပွဲကစားချိန်ပို့ပြီးလိုရဲလို့ပြောခဲ့တာပဲ။ဒီလိကခက်ခဲတဲ့လိဖြစ်ပြီးခမရအသားချအောင်အချိန်ယူဖို့လိုပါတယ်။ဂျာမန်လိကတော်တော်လေးဖွင့်ကစားပြီးတော့သူ့လိုကစားသမားတွေကိုအကျိုးတရားမှုရှိရှိလှုပ်ဆောင်ဖို့နေရာလွတ်တွေပေးတယ်။အဲဒီပွဲမှာတော့ပွဲတန်းကခက်ခဲပြီးတော့ဥပမာအနေနဲ့လိသင်းကိုပဲကြည်လိုက်။သူတို့လူစင်းတွေကကစားသမားများစုကနိုင်ငံလေဝေးစင်ကစားသမားတွေအပြည့်ပဲ။ ဘွန်ဒက်စလီကာကတန်းစင်းစုံတိုက်ပွဲထဲမှာရှိတဲ့အသင်းမျိုးမှာခမရဒါကိုမြင်ရမှာမဟုတ်ဘူး။အဲဒါကကြွားချချက်ပဲ။လော်ဘူးကသူ့ကိုအခုဆိုရင်ယုံကြည်မှုပေးပြီးတော့မိနစ်တွေပို့ပေးဖို့လိုပါတယ်။အဲလော်ဘူးကဒီပွဲကိုနှစ်ဂိုးကိုမရှိဒါမှမဟုတ်သုံးဂိုးကိုမရှိနဲ့အနိုင်ရသွားမယ်ဆိုရင်တော့အန်အောမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့လီးစ်အတွက်အဲလန်ရူကစိတ်ကြိုက်ဖောက်ထုတ်လို့ရတဲ့နေရာဖြစ်ပြီးအဲဒါကသူတို့ကိုအန်ဒရယ်ရှိတဲ့အသင်းဖြစ်လာစေပါနဲ့။ကျွန်တော်ကတော့တကောတကောတည်ရလို့ပဲမှန်းတယ်။မဖြစ်မနေတသိန်းရွေးခိုင်းရင်တော့လော်ဘူးပဲရွေးမှာပါ။ Brighton vs West Ham ဝါဆန်ကကြာတာပရင်းနေညမှာမန်ယူနိုက်တက်ကိုနောက်ကျချေပါကုန်နဲ့အဝေးခွင်မှာတည်တမတ်ရယူနိုင်ခဲ့တာသူတို့အတွက်ကောင်းမွန်တဲ့ရလဖြစ်ခဲ့တယ်လို့ပြောရမယ်။ဒီတစ်ပတ်က Brighton နဲ့ပွဲပြီးမှာဝါဆန်က Villa, Man City တို့နဲ့ Christmas ပွဲကြကာလာရင်ဆိုင်သွားရဖို့ရှိတယ်။အဲသူတို့တွေ Fulham ကိုပေါင်စင်ထဲမှာရင်ဆိုင်ရမယ်။ပြီးရင် Brighton နဲ့ထပ်ရင်ဆိုင်ရမယ်။နှစ်သစ်မှာ Wolf နဲ့ကစားရမယ်။အဲဒီပွဲစဉ်စရာကဝါဆန်ရဲ့ယာတီကဘလို့အဆုံးသတ်မလဲဆိုတော့အဆုံးဖြတ်ဖြစ်လာပါလိမ့်မယ်။ Brighton ကနောက်ဆုံးပဲမှာဖီလာကိုရှုံးခဲ့တယ်။အဲသူတို့တွေက West Ham လိုအသင်းမျိုးအတွက်ဂိုးတွေသွင်းတာအများကြီးတဲ့အသင်းဖြစ်ပြီးဒီဘက်မှာတော့သူတို့ရှုံးမယ်လို့မထင်ပါဘူး။၃ဂိုးတကုံးနဲ့အင်ရှင်တွေကအနိုင်ရသွားပါလိမ့်မယ်။ Fulham vs Palace Fulham က Man City နဲ့ပွဲမှာ၅ဂိုးတကုံးနဲ့ရှုံးနေနေပြီးမှအယံကောင်းခဲ့တယ်။ဒါပေမဲ့သူတို့တွေ၄ဂိုးနဲ့နောက်ကနေလိုက်ကစားနေရပြီးခရေကချုပ်ထားတာတွေလွင့်ပြစ်လိုက်ပြီးသူတို့ကစားနေကြပုံစံမျိုးနဲ့ကစားတော့ပိုပြီးလွဲကူလာတယ်။ Palace ကပြီးခဲ့တဲ့ပွဲတော်တော်များများမှာပင်ပန်းနေတဲ့ပုံပေါ်ခဲ့တယ်။ အဲကျွန်တော်တော်တော်သူတို့လူစင်းကဥရောပမှာကစားရတဲ့အတွက်အရန်ပြိုင်းနေတယ်လို့မြင်နေဖူလာနဲ့ပွဲပြီးရင်သူတို့တွေ Uber Conference မှာ share ဖို့နဲ့ကစားရမယ်အဲပြီးရင်နောက်တစ်ပတ်မှာ City နဲ့ကစားရမယ်ဒီချက်တဲ့ပွဲချိန်စရာကသူတို့ကိုဒုက္ခပေးလိမ့်မယ် Belis က Berlin နဲ့ပွဲမှာရလက်ကောင်းရခဲ့ပြီမယ်မနစ်ကအသင်းရဲ့လောင်းရင်မိနေတဲ့ပုံပေါ်တယ်ဖူလာက Man City ကို၅ဂိုးလေးဂိုးနဲ့ရှောင်းနေခဲ့တဲ့ပွဲမှာဂိုးတွေအများကြီးသွင်းနိုင်ခဲ့လို့ဒီပွဲမှာအနိုင်ရမယ်လို့ထင်တယ်အဲပယ်လစ်ကမကောင်းတဲ့အသင်းလို့ပြောတာမဟုတ်ပေမဲ့သူတို့တွေကဒီပွဲမှာအနိုင်ရလက်ကောင်ရယူဖို့အတွက်အရန်ပင်ပန်းနေတဲ့ပုံဖော်ပါရတယ် ဖူလန်ကနဂိုတကုန်းနဲ့အနိုင်ရသွားပါလိမ့်မယ်။ဝူဖ်ဗတ်စ်မန်ယူနိုက်တက်ဝူဖ်ကဒီယာဒီမှာနိုင်ပွဲဘယ်တော့မှရမလဲကျွန်တော်မသိဘူး။အဲပြီးခဲ့တဲ့ဘက်ကပြောခဲ့သလိုသူတို့တွေနောက်လာမယ့်အင်ကွင်း၄ဘွဲကနေ၁၀မဲရဖို့လိုပြီး Forest ကိုတော့အင်ကွင်းမှာတပွဲရှုံးပြီးပြီ။ Forest ကိုတကုတ်ကမရှိနဲ့ရှုံးနိုင်ခဲ့တဲ့ပွဲမှာ Wolf တင်းဖြတ်စည်းခံခဲ့ရတာကိုမြင်ခဲ့ရပြီးတဲ့နောက်သူတို့တွေ Man United, Brentford, West Ham တို့နဲ့ကစားရမယ့်အင်ကွင်း၃ဘွဲမှာတက်မှတ်တောင်ရမယ်လို့မထင်တော့ပါဘူး။အဲ့ဒီကြားတဲ့အဝေးကွင်းပွဲစဉ်တွေအဖြစ် Arsenal, Liverpool, Man United တို့နဲ့ပွဲတွေလည်းရှိပါသေးတယ်။ ။အဲဒီဘက်မှာ Man United နိုင်ပွဲကလွယ်လို့မရှိပါဘူး။ Man United နဲ့ပတ်သက်ပြီးရှိတဲ့တခုတည်းသောပြဿနာကဒီ10မိနစ်မှာတကယ်ကောင်းပြီးနောက်10မိနစ်ကျအဟန်းသိနေရကောင်းအောင်ဆိုးရနေကြတာပါ။အဲပြီးခဲ့တဲ့အပတ် Bayless နဲ့ပွဲပထမပိုင်းမှာအရန်ဆိုးရခဲ့ပြီးဒုတိယပိုင်းမှာအပြောင်းအလဲတွေလုပ်ဖို့ဆုံးဖြတ်ပြီးအနိုင်ရခဲ့တယ်။ဝါဆန်ရဲ့ပွဲမှာလည်းပရမပိုင်းကစားပုံကစိတ်ပြက်စရာကောင်းခဲ့ပြီးဒုတိယပိုင်းအစောပိုင်းမှာအိုးဆောင်ထားနိုင်ခဲ့ပြီးမှပွဲပြီးကနေမှပြန်ပြေးလိုက်ရတဲ့ကိုကခံစပိုင်းကဘလောက်တောင်ဆိုးရွားနေလဲဆိုတာကိုပြသခဲ့တာပါ ဒါပေမဲ့လည်း Wolf ကတော့ Man United ထက်အပတ်ပမာဆိုးရွားနေတဲ့အသင်းဖြစ်ပြီးသူတို့ရဲ့ဆိုးရွားတဲ့ခံစစ်ကိုယ်တော်ချင်းချောင်းနိုင်စွမ်းမရှိလို့တုံးကိုကိုမရှိနဲ့တရားနေတွေကအနာရသွားပါလိမ့်မယ်။ဟုတ်ကဲ့ပါအခုလိုမျိုးတရေုံတရေနုတွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport A to C YouTube Channel လေးကိုလည်း Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။